သမုံးလပြီနေတိုင်းကိုသမင်ညဖလာအခါတော်နေလို့သတ်မှတ်ထားကြတယ်ပေါ့နော်သာတသမင်းကြီးနောက်သမုံးလပြီနေတခုသောညမှာလပြီနေညမှာသူကအိတ်မပြောလို့သမုံးလပြီဆိုတာကျက်တရားရီအဆုံးထွက်ပြီးတော့လပြီနေညကအမှန်တမ်းကြည်လင်တန်ရှင်းပြီး နခတ်ဆုံးတဲ့ညဆိုတော့ပွဲသွေနေတဲ့ကျင်းပါနေတာဖြစ်တယ်ပေါ့တမျိုးလုံးတစောင်းနိုင်ပွဲထိန်နှိမ်ထွန်းပြီးတော့ပြီးထွန်းပြီးတော့တမျိုးလုံးပျော်ရွှင်နေတဲ့အချိန်မှာသူလည်းပဲနန်းတော်ကသာသာဆောင်မှာအမတ်တွေနဲ့ချမ်းရံပြီးတော့တစောင်းမုန်းလာပြီးနေရဲ့ ายาลับမှုကိုချီးရှူရင်ကနေပြီဒီလိုနေမျိုးမှာသူရောစင်သူရောမြတ်ကိုသွားရောက်ပြီးတော့ကိုယ်ဝိစိကရရင် ကောင်းမှာပဲတရားနာရင်ကောင်းမှာပဲလို့တကယ်တော့သူဖျားကိုသွားတွေ့ခြင်းဖျားရှိသွားခြင်းအဲ့လိုဘုရင်ကြီးက တော်စင်သူတော်မြတ်နဲ့တွေ့ကျင်တယ်တရားနာကျင်တယ်ဆိုတော့စကားကိုပြောလိုက်တဲ့အခါပူရဏကသဘကိုွယ်တဲ့အမတ်တွေမဂ္ဂရိကောသလကိုွယ်တဲ့အမတ်တွေဒိဋ္ဌိဇာကြီး6ယောက်ကိုွယ်တဲ့အမတ်တွေဟာသူတဲ့ငါဥအောင်လျှောက်ကြတယ်ရှင်မင်းကြီးကြံကောင်းပါတဲ့ဒီလိုနေမျိုးမှာတကယ်ကိုသူတော်စင်ကြီးဖြစ်တဲ့ ပူရဏကသမစီ သွားရင်ကောင်းပါတယ်။မဂ္ဂရိကောသလစီသွားရင်ကောင်းပါတယ်နဲ့။အသီးသီးကိုကိုးွယ်တဲ့ဆရာသမားတွေကိုညွန်ပြပြီးတော့ဘီရင်ကြီးကိုရှောက်ကြကြတယ်။သို့သောဘီရင်ကြီးကအဲ့ဒီပူရဏကသမတို့မဂ္ဂရိကောသလတို့ဆိုတဲ့အညာဒိဋ္ဌိယဆရာကြီး6ယောက်စီကို သွားခဲ့ဘူးတယ်သွားပြီးတော့သူသိချင်တဲ့မိကွန်ကိုပေးခဲ့တာအဲ့တော့သူသိချင်တဲ့မိကွန်ကဘာလို့ဆိုရင်လူလောကမှာတဲ့အတတ်ပညာသင်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟာသူအတတ်ပညာရဲ့အကျိုးကျေးဇူးကိုလက်တွေ့ခံစားကြရတယ်